ောဂယမန္တရာကောင်းတို့ယခုချိန်ခါမှာတရားရှိမှတ်ကြရမှာဖြစ်ပါတယ်တရားရှိမှတ်တဲ့အလုံးဆိုတာမိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့ပရမတ္ထသဘောတရားဖြစ်တဲ့ယုတ်တရားနံတရားသင်္ခါရတရားတွေကိုဉာဏ်နဲ့ရှုကြည့်တဲ့အလုံးဖြစ်ပါတယ် အဲ့လိုရှုကြည့်တဲ့အခါကျတော့ဘယ်လိုမြင်အောင်ကြည့်ရမှာလဲဆိုရင်မြတ်စွာဘုရားသခင်ကိုရမကြီးကဟောထားတယ်အနိစ္စဝတ္တသင်္ခါရဥပါဒဝယဓမိနောဥပ္ပိစိတ်တဝါနိရုဇန်တိတေတံဥပသမောတုခောလို့ရှင်းမှတ်တဲ့နေရာမှာမြင်ရမယ့်အမြင်ကလေးတွေကိုဘုရားရှင်ကိုရမကြီးဟောကြားထားတာဖြစ်ပါတယ် အနိစ္စဝတ္တသင်္ခါရဥပါဒဝယဓမိနောသင်္ခါရသင်္ခါရသဘောတရားတို့သည်အနိစ္စဝတ္တဖြစ်ပြီးလည်းရင်ပျက်စီးတတ်သောသဘောရှိ၄ကုံစွာတကားဟောသင်္ခါရတရားတွေဟာမမြဲဘူးဖြစ်ပြီးပျက်စီးတတ်တဲ့သဘောရှိနေတာပါပဲလားဒီလိုမြင်အောင်ကြည့်ရမယ်ဥပါဒဝယဓမိနောဟောသရောရဲ့သဘာဝကိုက ဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ် ဖြည့်ချင်းပြည့်ချင်းတရားနှစ်ပါးနဲ့ပြုပြင်ဖန်တီးနေတဲ့သဘောတရားတွေဖြစ်ပါလားဖြစ်လာတဲ့သဘောတရားကလည်းပဲခိုင်မြဲတည်တံ့တာမရှိဘူးဖြစ်ပြီးရင်ပြတ်တတ်ပါတယ်အဲဒီလိုပြတ်သွားပြီးပြီဆိုရင်လည်းပဲဒီတိုင်းရပ်သွားတာမရှိပါဘူးအနန္တရအကြောင်းကျိုးဆက်ပြီးတော့နောက်ထပ်ယောဓမနန္ဒမအသေးတွေသင်္ခါရတရားအသေးတွေဆက်ကစကဖြစ်နေအောင်ပါပဲ ဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘောသည်သင်္ခါရတရားတို့ရဲ့သဘောဖြစ်ပါလားအဲ့ဒီလိုမြင်အောင်ကြည့်ရမယ်ဩဘိစိတ်တဝနိရုဇန္တိဩဘိစိတ်တဝဖြစ်ပြီး၍နိရုဇန္တိ၆ပြောက်ပျက်စီးလေကုန်၏၆ပြောက်ပျက်စီးတယ်ဆိုတာဟာမရှိတော့ဘူးမရှိတော့ဘူးလို့မရှိတဲ့လက္ခဏာလေးတွေ့တယ်ဆိုတာဟာ အစကတည်းကမရှိတာမဟုတ်ပါဘူးတဲ့။ဩဘိစိတ်တော်ဖြစ်ပြီးတော့မှနိရုဒ္ဒန်တီချုပ်ပြောက်ပြစည်းသွားတာပါတဲ့။အစကတည်းကမရှိတာမဟုတ်ဘူးဖြစ်ပြီးတော့မှပြစ်သွားတာပါ။အဲ့ဒါကိုပဲဟောတော်ဟာအဘာဝဋ္ဌိနာလို့ဒီလိုလည်းပဲဟောထားပါလေ။ဒီတော့ပြတ်တတ်တဲ့သင်္ခါရသဘောတရားကလေးတွေဟာပြတ်သွားပြီပြတ်သွားပြီဆိုတာဟာ အစကတည်းကမရှိတဲ့အနေထားကနေပြတ်သွားတာမဟုတ်ဘူးတဲ့။ ဖြစ်ပြီးတော့မှပြတ်သွားကြတာရှိပဲဖြစ်လာတဲ့သဘောတရားတိုင်းဟာအာလုံးပြတ်သွားကြတာရှိပဲတေတံဝပသမောတုခောအဲ့ဒီဖြစ်တဲ့သဘောတရားလေးတွေပြတ်တဲ့သဘောတရားကလေးတွေကိုငြိမ်းအောင်သိမ်းအောင်ရှုမှတ်သုံးသပ်နိုင်မယ်ဆိုရင်တဲ့ဒုက္ခော ဒုက္ခအလုံးတို့ရဲ့ချုပ်ငင်းရာဒုက္ခအလုံးတို့ရဲ့ကုံဆုံးရာအင်မတန်ချမ်းသာတဲ့အင်မတန်အင်းငိမ့်တဲ့တန်တိဒုက္ခအစိမ့်မှဖြစ်ပါတယ်တဲ့အေးအဲ့ဒီလိုမြတ်စွာဘုရားသခင်ကရောမြတ်ကြီးဟောကြားတော်မူတဲ့ဓမ္မဒေသနာကိုနှလုံးသွင်းပြီးတော့ဒုက္ခအလုံးတို့ရဲ့ကုံဆုံးရာဖြစ်တဲ့တန်တိဒုက္ခအမြိုက်တတ်ကိုရကြင်ညာပါတယ် လိုချင်ကြပါတယ်မျက်မှောက်ပြုချင်ကြပါတယ်ဆိုရင်ဖြစ်သဘောနဲ့ပြက်သဘောကိုမြင်အောင်ကြည့်ရမယ်ဖြစ်သဘောပြက်သဘောမြင်အောင်ကြည့်ပေမဲ့လည်းပဲဖြစ်ချင်းပြက်ချင်းအလုံးလှင်မြန်တဲ့အခါကျတော့ယောဂီများရဲ့အမြင်မှာဟောမရှိတော့ဘူးမရှိတော့ဘူးဆိုတော့မရှိခြင်းသင်္ကေတမရှိခြင်းအမှတ်လက္ခဏာမရှိတဲ့အချင်းရကလေးတာတွေ့ပါလိမ့်မယ်ဖြစ်တာကိုတွေ့တယ်ဆိုတာဟာ တကယ်ဖြစ်တဲ့ယောဓမနန္ဓမကိုတွေ့ရခြင်းမဟုတ်ပါဘူး။ဘာဖြစ်လို့တော့ယောဓမနန္ဓမဖြစ်နေတဲ့အချိန်မှာအရှုကံခန္ဓာဖြစ်နေတဲ့အချိန်မှာ အရှုညာမပေါ်နိုင်သေးလို့ပါပဲ။အရှုညာပေါ်တဲ့အချိန်မှာအရှုကံခန္ဓာမရှိတော့ဘူး။ပြတ်သွားပါပြီ။ဒါကြောင့်မလို့ဖြစ်နေစေဖြစ်တဲ့ယောဓမနန္ဓမကိုမြင်ရခြင်းမဟုတ်ပါဘူးတဲ့။ ဖြစ်နေတဲ့ဖြစ်တဲ့ယောဓမနန္ဒမကိုမမြင်ပဲနဲ့ဘာဖြစ်လို့ဥပါဒါကိုထည့်ပြီးတော့ဟောရတာလဲမေးရင်ညာတပရိညာအသိနဲ့တိထားစဉ်တုန်းကဩယောဓမနန္ဒမတွေဟာပရမဖြစ်တယ်ပြီးတော့ပြတ်တယ်ဖြစ်လာတော့ကလည်းပဲအเจ้าနေပေါင်းဆောင်စုဝေးလို့ အကျိုးတရားအနေနဲ့ယောဓမနန္ဓမတွေဖြစ်နေတာပဲအဲ့ဒီဖြစ်လာတဲ့ယောဓမနန္ဓမဟာဖြစ်ပြီးရင်ပြတ်တတ်ပါတယ်လို့ညာတာပရိညာအတိနဲ့ယောဓမရဲ့ဖြစ်ပုံတွေနန္ဓမရဲ့ဖြစ်ပုံတွေကို ပိုင်ပိုင်နိုင်နိုင်သိထားလိုက်နိုင်သည့်အတွေ့ယခုလိုဒီရဏပရိညာအတိနဲ့ရှုမှတ်သုံးသပ်နေတဲ့ကာလမှာတကယ်တဘာဝဖြစ်နေတဲ့ကာလကို မိမိဉာဏ်နဲ့မမြင်လိုက်နိုင်ပေမဲ့လို့လည်းပဲညာတပညာအသိကိုအကူကြီးယူပြီးတော့ဩပြက်သွားတဲ့သဘောတရားကလေးတွေဟာဖြစ်တာရှိလို့သာ ပြက်တာရှိတာပဲဖြစ်ပြီးလို့သာ ပြက်စီးတာပဲဟောတာဒီပလင် ဖြစ်သဘော ပြက်သဘောလေးပဲလို့အဲ့ဒီလိုဉာဏ်နဲ့ကောက်ချက်ချလိုက်ရတာဖြစ်ပါလေ။ ဒါကြောင့်မလို့တရားရှိမှတ်တဲ့ပုဂ္ဂိုလ်ဟာညာတာပရိညာသည်ဆိုတဲ့ကြိုတင်လေ့လာမှုကြိုတင်သိမှုဒါတွေအသိရေးကြည့်ပါလေညာတာပရိညာသည်မပိုင်ပဲနဲ့တိရဏပရိညာဆိုတဲ့ရှိမှတ်ဖို့လုပ်ငန်းခွင်မှာအမှန်တမ်းမမြင်နိုင်ပါဘူးဒါကြောင့်အမှန်တမ်းမြင်အောင်ညာတာပရိညာသည်ဆိုတဲ့တရားနာစဉ်တော့ကသိတဲ့အသိတွေပြည့်စုံနေဖို့လိုအပ်ပါတယ် ဒီတော့ယောဂီများကလည်းပဲယခုလိုတရားရှုမှတ်နေတဲ့အခါမှာတရားနာစဉ်တုန်းကသိကြတဲ့အသည့်မှတ်သားကြတဲ့အမှတ်သားအဲ့ဒါကလေးတွေကိုပြာအောင်ပြုပြီးတော့ယခုလိုလက်တွေ့လုပ်ငန်းတွင်ဝင်တဲ့အချိန်မှာပိုင်ပိုင်နဲ့နဲ့သိအောင်ကိုယ်တိုင်သိတဲ့အသည့်ဖြစ်အောင်ကြိုးစားပေးကြရမှာဖြစ်ပါတယ်ညာဓာပညာသိနဲ့သိစဉ်တုန်းက ဖောက်ပြန်တဲ့သဘောလေးကရုပ်ပဲသိတဲ့သဘောလေးကနာမည်လို့အဲ့ဒီလိုနာကြားခဲ့ရဖို့ပါတယ်မှတ်သားခဲ့ရဖို့ပါတယ်နာရကျင်နာကြိုက်တာခဲ့တာဒီပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါလည်းမဟုတ်ဘူးဒုဗောင်ကခြေလည်းလည်းမဟုတ်ဘူးဒါတွေကသဘောတရားလေးပဲဒုဗောင်ကခြေလည်းမှတီမီပြီးတော့ဖြစ်နေတဲ့ပရမတ်ယုတ်ခန္ဓာလေးပဲသိတတ်တဲ့ပရမတ်နာခန္ဓာလေးပဲ အဲ့ဒီအတိတ်ကလေးတွေကပရိညာအတိနဲ့တရားနာစဉ်တော့ကပြီးပြီးခဲ့ပြီ။ဒါကြောင့်ဒီအချိန်မှာညာတပရိညာအတိကိုလက်တွေအသုံးချဖို့လိုပါတယ်။နာရကျင်တာလေးပေါ်လာပြီဆိုရင်ငါလို့မမှတ်ပါနဲ့။ငါနဲ့ဆိုင်တယ်လို့လည်းမယူဆပါနဲ့။ငါပိုင်တယ်လို့လည်းမစဉ်းစားပါနဲ့။တကယ်တမ်းကျတော့ငါလည်းမဟုတ်ပါဘူး။ငါပိုင်တာလည်းမဟုတ်ပါဘူး။ ငါမမုံပဲငါပိုင်နာမမုံပဲ ਨੇ ဒုပေါင်ကခြေလဲဆိုတာလည်းဘယ်ဟုတ်ပါမလဲဒုကနာတာလည်းမဟုတ်ဘူးခြေသလုံးကကျင်တာလည်းမဟုတ်ဘူးပေါင်ကကြိုက်တာလည်းမဟုတ်ဘူးနာတာတဲ့သဘောလေးတွေအကြောင်းတိုက်ဆိုင်လို့ဖြစ်တဲ့အကျိုးတရားလေးပဲကျင်တဲ့သဘောလေးကလည်းပဲအကြောင်းတိုက်ဆိုင်လို့ဖြစ်တဲ့အကျိုးတရားလေးပဲကြိုက်တဲ့သဘောလေးကလည်းပဲအကြောင်းတိုက်ဆိုင်လို့ဖြစ်တဲ့အကျိုးတရားလေးပဲငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါနဲ့မဆိုင်ဘူးလို့ ပရတော်ဒဇိန်တယံဇံကိုကြည့်တဲ့အမြင်မျိုးနဲ့ဒီနေရာမှာကြည့်ပေးရမှာဖြစ်ပါတယ်။ဘလိုပဲငါလို့ထင်ပေမဲ့ဘလိုပဲငါနာတယ်လို့ထင်ပေမဲ့ဘလိုပဲငါရဲ့ဒုက္ခပေါင်းလဲခြေကထောက်ကနေပြီးတော့နာတယ်လို့ထင်နေပေမဲ့ညာတာပညာသိတဲ့မှာငါမဟုတ်ဘူးဆိုတာသိထားတဲ့အတွေ့ဒုက္ခခြေနဲ့မရှိဘူးဆိုတာသိထားတဲ့အတွေ့ မိမိစိတ်ကငါလို့ငါနဲ့ဆိုင်တယ်လို့အတိတ်ကလေးဝင်လာတယ်ဝင်လာတိုင်းဟောတာငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးလို့အဲဒီလိုအတိတ်ထဲမှာငါဆိုတဲ့ဒိဋ္ဌိအမြင်ကလေးကိုဖယ်ထုတ်ပြလိုက်ပါအဲဒီလိုဖယ်ထုတ်ပြီးတော့ကိုယ်ပိုင်အတိနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါမှာဘလို့ပင်ငါလို့ထင်မိထင်ကြတော့လဲပဲ ငါမဟုတ်တဲ့သဘာဝတရားကလေးတွေကိုတဖြည်းဖြည်းသိလာပါလိမ့်မယ်ငါဆိုင်တယ်လို့ထင်ထားပြီးမဲ့လို့လည်းပဲငါမဆိုင်ဘူးငါနဲ့မဆိုင်ဘူးဆိုတဲ့သဘောလေးကိုတဖြည်းဖြည်းသိလာပါလိမ့်မယ်ဒုဗောင်က ခြေလက်ကနာတယ်လို့ထင်ထားပြီးမဲ့လို့လည်းပဲဒါဒုဗောင်ကခြေလက်မဟုတ်ဘူးဒုဗောင်ကခြေလက်မှမဟုတ်ပဲပဲနာတတ်တဲ့သဘောလေးပဲကျင်တတ်တဲ့သဘောလေးပဲကြိုက်တတ်တဲ့သဘောလေးပဲအကြောင်းအကျောင်းဖြစ်တဲ့ကြိုးတရားလေးပဲဆိုတာဟာ တဖြည်းဖြည်းနဲ့သိလာပါလိမ့်မယ်။အဲဒီလိုအသေးကလေးဖြစ်အောင်လည်းပဲညာတပริญญาဆိုတဲ့တရားနာစဉ်တော့ကသိထားတဲ့အသည့်ကိုဒီနေရာမှာ မေ့ပြောက်မသွားပါစေနဲ့။ညာတပริญญาအသည့်ကိုတတိထားဆင်ခြင်နှလုံးသွင်းပြီးတော့တတိတရားကလေးနဲ့ဒါငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးဆိုတဲ့ပောကောတ္တဝါငါဆိုတဲ့အမြင်ကိုတတိလေးနဲ့ဖယ်ခွာပေးပါ တကယ်တဘာဝအစစ်မှန်ဖြစ်တဲ့နာသဘောကျင်သဘောကိုယ်သဘောကလေးအပေါ်မှာပဲမိမိစိတ်ကလေးရောက်နေအောင်တတိကလေးကညွန်ပြပေးပါပုဂ္ဂိုလ်တ attva ငါလို့ထင်လာတိုင်းထင်လာတိုင်းဒါပုဂ္ဂိုလ်တ attva ငါမဟုတ်ဘူးဆိုတာကိုတတိကလေးနဲ့အမြဲတမ်းတတိထားပေးပါတတိတရားကလေးနဲ့အမြဲတမ်းဖယ်ရှားပေးပါယောဓမနာဓမ္မဖြစ်သောပြသောတရားအပေါ်မှာစူးစိုက်မှုရှိနေအောင် တတိတရားကလေးနဲ့ဥတည်ပေးပါအဲဒီလိုဥတည်ပေးလို့ယောဓမဏ္ဍမဖြစ်သဘောပြသဘောအပေါ်မှာတတိလေးထားမိသွားပြီဆိုရင်ဒီတိုင်းမနေပါနဲ့အပေါ်ရန်ရှက်မကြည့်ပါနဲ့စွတ်စွတ်ဆိုက်ဆိုက်ကြည့်ပေးလိုက်ပါခြုံငုံပြီးတော့မကြည့်ပါနဲ့စွတ်စွတ်ဆိုက်ဆိုက်ကြည့်ပေးလိုက်ပါတို့ဘောင်ကခြေလဲဆိုတဲ့ပုံမှန်သဏ္ဍာန်ဒီကိုစိတ်မရောက်စေဘဲနဲ့ ငါဆိုတဲ့အစွဲစီကိုစိတ်မရောက်စီပဲနဲ့ယောဓမနဓမ္မဆိုတဲ့ပရမသဘောတရားအပေါ်မှာပဲစိတ်ကလေးကို စိုက်ချပေးလိုက်ပါတမာရီလေးကိုမြင့်တင်ပေးလိုက်ပါတတိကလည်းပဲပောဂောတတဘာငါဆိုတဲ့အမားအမြင်ကိုဖယ်ခွာထားတယ်ငါဆိုတဲ့အမြင်မဝင်အောင် ကာပေးထားတယ်တမာရီတရားကလည်းပဲယောဓမနဓမ္မအပေါ်မှာစွတ်စွတ်ဆိုက်ဆိုက်ဖြစ်အောင် ကြိုးစားပြီးတော့ကြည်ပေးလိုက်မယ်ဆိုရင်တရားသမားတရားတွေကောင်းလာသည်နှင့်အမျှပုဂ္ဂိုလ်တ ত্ত্ব ငါဆိုတဲ့အမြင်ကလေးတွေလည်းပဲတဖြည်းဖြည်းကင်းစင်သွားမှာဖြစ်ပါတယ်ယောဓမနန္ဒမဟုတ်ပါလားဒါရီယယောဓမပါလားဒါရီယနန္ဒမပါလားဒါရီယပရမသဘောတရားလေးတွေပါလားဒါရီယဖြည်းဖြည်းပြတ်တတ်တဲ့သဘောတရားလေးတွေပါလားဆိုတဲ့ဉာဏ်အမြင်ကလေးတွေဟာလည်းပဲတဖြည်းဖြည်းကြည်လင်လာမှာဖြစ်ပါတယ် အဲ့ဒီလိုဖြည်းဖြည်းရင်ပြတ်တတ်တဲ့သဘောတရားကလေးပါပဲပောဂောတ္တဝါမှာမဟုတ်ပဲပဲအများရန်ဖောက်ပြန်ပျက်စီးနေတဲ့ပရမသဘောတရားကလေးတွေပါပဲလို့အဲ့ဒီလိုပိုင်ပိုင်နိုင်နိုင်ဉာဏ်ကလေးနဲ့ဆုံးဖြတ်ချက်ချလိုက်နိုင်ရင်ညာတပရိညာဆင်းကနေကျော်ပြီးတော့တိရဏပရိညာအဆင်းကိုရောက်လာမှာဖြစ်ပါတယ်အဲ့ဒီအဆင်းရောက်လာပြီဆိုရင်တဲ့ဒုက္ခဆိုတဲ့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာအမှန်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာရဖို့ရန် မဝေးတော့ပါဘူးလက်ရကန်းအတွင်းမှာပဲရှိပါတော့တယ်အဲ့ဒီနေ့ပါရဖို့ရတဲ့မိမိရဲ့တဏ္ဍာမရှိတဲ့ပေါ်လာတဲ့ဉာဏ်ကိုစင်ကြယ်တဲ့စင်ကြယ်အောင်ထမြက်တဲ့ထမြက်အောင်အဖမထကပွားများပေးမယ်ဆိုရင်ဝိပဿနာဉာဏ်ကနေပြီးတော့မဲ့ဉာဏ်ကိုပြောင်းပြီးတော့အဲ့ဒီမဲ့ဉာဏ်ကဒုက္ခခတ်သိမ်းတို့ရဲ့ခြုံငင်းရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာအေကံဖြစ်ပါတယ် ဲ့ဒါကြောင့်မလို့နိဗ္ဗာန်ချမ်းသာမျက်မှောက်ပြုနိုင်ဖို့ရန်အတွက်အခြေခံအဖြစ်အနိစ္စဝတ္တသင်္ခါရဆိုတဲ့အတိုင်းပဲသင်္ခါရတရားတို့ရဲ့ဖြစ်တာကိုလည်းမြင်အောင်ကြည့်ပါပြက်တာကိုလည်းမြင်အောင်ကြည့်ပါဖြည်းဖြည်းပြက်တတ်တဲ့သဘောပါပဲလို့လည်းဆုံးမချက်ချနိုင်အောင်ကြိုးစားပါ ဖြည်းဖြည်းပြက်တတ်တဲ့သဘောတရားမလို့ဒါဒုက္ခသစ္စာပဲဒုက္ခသစ္စာပဲလို့လည်းပဲဆုံးမချက်ချနိုင်အောင်ကြိုးစားပါအဲ့ဒီလိုကြိုးစားလို့ဖြစ်ဖြစ်ဒီမြင်ရကနေဖြစ်ဖြစ်ဒီမုံ ဖြစ်ပျက်တဲ့မောင်းရကနေပြီးတော့ဖြစ်ပျက်တဲ့ဆုံးသွားမယ်ဆိုရင်မိမိလိုလားတောင်းတတဲ့နိဗ္ဗာန်ချမ်းသာရမှာဖြစ်သောကြောင့်ကြိုးကြိုးစားစားနဲ့ဉာဏ်ကလေးထက်မြက်လာအောင်ရှုမှတ်သုံးသပ်ပွားများပေးလိုက်ကြပါ